ကတော့တော်လှန်ရေးအင်အားစုတွေကြီးညာထားတဲ့အထွေထွေထူးဆဲဆိုတာတကယ်လာတော့မှာပါစားတော့ကုန်အချောက်အချမ်းများစီဝါများတူတင်ဆူဆောင်ထားတဲ့တလို့ရွှေငွေလက်ဝတ်ယတနာများစာရွက်စာတမ်းများကိုလည်းလုံခြုံစွာသိမ်းဆည်းထားနိုင်ဖို့တူတင်ပြင်ဆင်ထားတယ်မှာလေလေးရှင်တွေကကြိုဆိုပါတယ်မိမပြည်သူမျိုးကောင်းမွန်မားများစပိုင်းခလုံးလေးကိုနေပြီးတော့တရေများကိုနားဆင်နေပါပြီကျေးဇူးတူအားလုံး ကျမ်းမှချမ်းသာကြပါစေ။ရှင်နှစ်အထူးစီစဉ်အပိုင်းရင်မစတင်ခင်မှာအလုံးတတိထကျူတင်ပြင်ဆင်နေအောင်ဂျားပြန်သတင်းလေးတစ်ခုတင်ပြပေးခြင်းပါတယ်။ဒါကတော့တော်လှန်ရေးအင်အားစုတွေကြီးညာထားတဲ့အထွေထွေထူးဆဲဆိုတာတကယ်လားတော့မှာပါ။စာတော့ကုံ အချောက်ချမ်းများစီဝါများကျူတင်ဆူဆောင်းထားတဲ့လို့ရွှေငွေလက်ဝတ်ရတနာများစာရွက်စာတမ်းများကိုလည်းလုံခြုံစွာသိမ်းဆည်းထားနိုင်ဖို့ကျူတင်ပြင်ဆင်ထားတယ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးအန်ဒီအေများမီးမြှုပ်မိုင်းအန်ဒီအေများကိုလည်းအထူးတတိထရှိကြပါ ဘဲချင်းဘေနီယာကနေဘလူးစစ်ချောင်းနေလာမယ်ဆိုတာကတော့တိုင်းရိုက်တင်ပြဖို့မသိလျော်ပေမဲ့ယခုတင်ပြပေးနေတဲ့အထူးအစီအစဉ်တွေကိုအမြဲတမ်းနားဆင်နေသူတွေအတွက်ကတော့ခံမနိုင်ပါလိမ့်မယ်ဟိုမြင်ခွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လေဆိုတော့အိန္ဒိယလည်းအခုချိန်မှာစာကမားတွေကိုဖိတ်ခေါ်ပြီးမှဘလူးနေတာပဲလေစာကမား120အိန္ဒိယဒေါ်လာအိန္ဒိယ120စာကမားကိုလာလိုက် နှစ်ဖက်တစ်ဖွဲ့တွေအကြိမ်နဲ့ထူးဆစ်ဆင်းနေတဲ့ရခိုင်စစ်မျက်နှာဟာ တနည်းတခြားပြင်းထန်လာပြီးနောက်အရခတတော်အေးရဲ့အတွက်ဆက်လက်တိုက်ပွဲဆင်နိုင်မှုရမရှိမဖြစ်လိုအပ်တဲ့လက်နက်ခရင်ရိတ်ခါဖြစ်တင်းမှုများအကြောင်းကိုပြီးခဲ့တဲ့အထူးစီစဉ်အပိုင်းသုံးမှာတင်ပြပေးခဲ့ပြီးဖြစ်တယ်လို့၎င်းအရင်းမြစ်များအလင်းမီဖြစ်တင်းနိုင်မှုရအရခတတော်အေးဖို့မဖြစ်မနေပသက်ဆက်ဆံနေရတဲ့အိန္ဒိယနိုင်ငံရဲ့ရခိုင်အရေးပါဝင်ပသက်မှုများနဲ့ ULEA နဲ့အိန္ဒိယတို့အကြားဆက်ဆံရေးအခြေအနေတွေကိုလက်လှမ်းမိသလောက်ဒီနေ့ဗီဒီယိုမှာတင်ပြပေးသွားပါမယ်။ ပထမဆုံးသိထားရမှာကအရက်ခတ်တက်တော် AA ဆိုတာလက်ရှိအချိန်မှာစစ်ကော်မရှင်တက်အတွက်သားမန်အီရလိုတစ်ခုထက်ကိုပိုနေပါပြီ။တကယ်ဆိုရင်အချုံချာအာနာပိုင်ဒီဖက်တိုအစိုးရတည့်ရလို့စူးနိုင်ပါတယ်။ဒီလိုရည်ထင်နိုင်မှုရပလဝဒေတာဟာရခိုင်ပြည်နယ်ရဲ့အသက်ပါအရက်ခတ်တက်တော် AA ဟာစစ်ကော်မရှင်ရဲ့ချက်လေးပြစစ်စင်ရေးကိုတောင်းခံနိုင်မှုရပထမဆုံးခြေလျက်အနေနဲ့ကိုသွေးရီလမ်းကြောင်းအချက်အချာဖြစ်တဲ့ပလဝဒေတာကို2024ခုနှစ်ဇန်နဝါရီလစာရင်းနှီးမှာအရှင်ကြောင်းသိမ်းယူခဲ့ပြီးနောက်အိန္ဒိယဘင်္ဂလားဒေ့ရှ် နဲ့ကုံသွေးရီလန်ညောင်းများတိဆောက်ထားခဲ့ပါတယ်ဒီလန်ညောင်းတွေကစက္ကမအနေနဲ့ကဝင်ရောက်ပိတ်ဆို့ဖို့ဘလို့မှမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဒီနေရာဟာ ိန္ဒိယရဲ့အဓိကစီးပွားရေးမဟာဗျူဟကလဒန်စီမန်ဂင်းရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေလို့ပါတရုတ်ရဲ့အာဆီယံနိုင်ငံတွေပေါ်ဩဇာရမမှုဟာတနေ့တခြားကြီးထွားလာနေပြီးဒါဟုတံပြန်နိုင်မှုရအိန္ဒိယရဲ့အရှိမျိုးကလဒန်စီမန်ဂင်းဟာတခုတည်းသောထွက်ပေါက်ဖြစ်နေပါတယ်အိန္ဒိယဟာဒေါ်လာသန်း900ရန်ဒီပါအကုန်ကျခံကရင်းနှီးမြုပ်နှံဖို့ရည်မှန်းထားတာပါအလင်းအမြကောင်းထည့်ဖို့ဖို့လည်းလိုအပ်နေပြီးလက်ရှိမှာတော့စစ်တွေမျိုးကလွဲလို့စီမန်ဂင်းရဲ့တခြားအစိပ်ပိုင်းဒေသအားလုံးကိုအရခတတော်အေးအေးကထိန်းချုပ်ထားပါတယ် အရခတတော်အီထွက်ကတော့တရုတ်နဲ့အိန္ဒိယတို့ရဲ့အပြိုင်မှုတွေကြားမှာဘာနဲ့စွာကစားတတ်ဖို့အရေးကြီးပါတယ်။ရခိုင်ပြည်နယ်မှာအိန္ဒိယဟာတရုတ်ထက်အရင်လက်ဦးမှုရရုံနိုင်ဖို့ဘလူးချီလန်းနေစတင်နေပြီလေဆိုတာလေ့လာကြည့်အောင်။ အိန္ဒိယနိုင်ငံရဲ့အစိုးရဟာကလဒန်စီမံကိန်းရှိတဲ့ရခိုင်ပြည်နယ်စစ်တွေမျိုးကနေချင်းပြည်နယ်ပလောဝမျိုးအထိလျှက်စစ်တပ်အားပေးဖို့ဆန္ဒရှိနေတယ်လို့မီဇိုရန်ပြည်နယ်အစိုးရအဖွဲ့သတင်းနဲ့ပြန်ကြားရေးကိုကိုးကားပြီးမီဇိုရန်မှာယာယီအခြေစိုက်ထားတဲ့ခန်နမ်တုံသတင်းမှဖော်ပြထားပါဗျ။ အိန္ဒိယနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဌာနတွဲဖက်အတွင်းရေးမှူးနဲ့မီဇိုရန်ပြည်နယ်လျှက်စစ်ဝန်ကြီးတို့စက်တင်ဘာလ12ရက်နေ့ကတွေ့ဆုံဆွေးနွေးစဉ်မှာအိန္ဒိယနိုင်ငံသားရေးဌာနတွဲဖက်အတွင်းရေးမှူးကပြောကြားခဲ့လို့သိရပါဗျာ။ မြန်မာမဟာပြူဟာနှင့်မူဝါဒလိလာရေးအင်စတီကျူ ISP မြန်မာရဲ့ဘုဒ္ဓနာစစ်တဲ့အမှတ်26မှာတော့အရခတ်တော် A ရဲ့အတွက်အဓိကစင်ခုံမူကြီးနှုံးမှုရှိကြောင်းဖော်ပြခဲ့ပြီးနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်လို့လူခွင့်ရေးတန်ဖိုးစာနှုန်းအနေနဲ့နိုင်ငံတကာဥပဒေတွေကိုမျက်ကွယ်ပြုလို့မရတယ်လို့ရော်ရော်ထွေးထွေးလုံးမိပြန်ရင်လေ NGO နိုင်ငံရေးထောင်ချောက်တဲ့ကိုပြိမိသွားနိုင်ကြောင်း အေရဲ့မဟာပြူဟာရီအောင်မြင်နိုင်မှုရာစီးရင်အောင်မြင်မှုကိုနိုင်ငံရေးရလဒ်များအဖြစ်ပြောင်းလဲရန်လိုအပ်ကြောင်းဖော်ပြပါရှိပါတယ်။ရတနောအခြေအနေမှာလည်း အီအီဟာစီရရအောင်မြင်မှုရနေပြီမယ်ရခိုင်ဒေသခံတွေရဲ့စားဝတ်နေရေးပြဿနာဟာတနည်းတခြားကြီးထွားလာနေပြီအိန္ဒိချင်းအိန္ဒိယဘင်္ဂလားဒေ့ရှ်တရုတ်တို့နဲ့အရခတ်တက်တော်အီရူဂျာဆက်ဆံရေးဟာလေရခိတာအိမ်မက်အပေါ်အကျိုးသက်ရောက်မှုကြီးမားနေပါတယ်အိန္ဒိယရဲ့မူဝါဒကတော့ရှင်းပါတယ်စစ်ကောင်စီဖြစ်ဖြစ်အီအီကူဖြစ်ဖြစ်၎င်းအုပ်ထွက်လက်တွေ့အကျိုးဖြစ်ထွန်းစီမဲ့အဖွဲ့ကသာဆက်ဆံမှာပါ2024ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့မှာအိန္ဒိယမီဇိုရန်လွှတ်တော်အမတ်တချို့ကအရခတ်တက်တော်အီအီနဲ့လာ ရောက်တည်ဆုံခဲ့ပြီးဒါဟာအိန္ဒိယရဲ့မြန်မာအရေးချင်းကပ်ပုံဟာအပြောင်းအလဲတစ်ခုဖြစ်နိုင်ကြောင်းအိန္ဒိယအခြေစိုက် The Diplomat သတင်းစာမှာဖော်ပြပါရှိပါတယ်။သို့တော်လည်းအိန္ဒိယအနေနဲ့ကတော့အီအီအပေါ်ကိုအလုံးစုံပုံအားယုံကြည်ထားတာမျိုးမဟုတ်သေးသလိုစစ်ကော်မရှင်တပ်ရဲ့နည်းမြေထိန်းချုပ်နိုင်စွာအပေါ်ကိုလည်းစိတ်မချဖြစ်နေပါတယ်။ကျွန်တော်တို့ကိုအိန္ဒိယနိုင်ငံတွေစီမှာယုံကြည်မှုတည်ဆောက်လို့မရအောင်တရုတ်ကိုဖြစ်ဖြစ်အိန္ဒိယဖြစ်ဖြစ်အဲ့လိုမျိုးနိုင်ငံအလိုက်လိုက်ပြီးမှတိတ်ခါချပြီးမှ ဟိုမပေါင်းသိအောင်ကြောဟိုဟာဂုံချောတာပေါ့တရုတ်ကိုတော့ပြီဆိုရင်ဒါကအမေရိကန်ရဲ့မွေးထားတဲ့လူဖြစ်တယ်ထိုင်းနယ်ဇက်ကနေလက်နဲ့အကောင့်တွေရပြီးမှဒီကောင်တွေတိုက်နေတဲ့လူဖြစ်တယ်ပြီးမှဒီထိုင်းကိုတော့ပြီးမှအမေရိကန်တန်ယုံတို့ပေါ့တန်တမန်တွေ BNN နဲ့တွေ့ပြီဆိုရင်လည်းပဲအာဒီကောင်တွေကတရုတ်ကမွေးထားတဲ့လူတွေဖြစ်တယ်တရုတ်ရဲ့လွန်မှုကိုကာကွယ်ဖို့အတွက်ခမရရဲ့အကူအညီယူရမယ်ပြီးမှဒါ DEA တို့ဒီမူရီကလူတွေကို တွေ့ပြီးမှ အာဒီမူရင်းငွေတွေနဲ့စစ်တိုက်နေတာဖြစ်တယ်ခမရတို့စီကနီးပညာနဲ့အဲရန်ပုံငွေတွေကူညီပါသူကသူကအဲ့လိုမျိုးပြောတယ်ပြီးခဏနဲ့အိန္ဒိယကိုတော်ပြီးမှအာဒါတရုတ်ကမွေထားတဲ့အဖွဲတွေမင်းတို့နယ်ဇက်ကိုရောက်နေပြီအဲဒီကောင်တွေရောက်ရင် NDA ရှိတယ်သူတို့ကိုရှင်းဖို့အတွက်ကူညီပါဆိုတဲ့ဟာမျိုးသူကတော်ပြောတဲ့အချိန်မှာကျွန်တော်တို့လည်းအဲ့ဒီနိုင်ငံတွေနဲ့ချင်းကပ်ဖို့ကြိုးစားတာပေါ့သူတို့နိုင်ငံတွေကကျွန်တော်တို့ကိုမေးတယ်အာမင်းတို့ဒီလောက်တိုက်နေတာခဲရန်တွေဘယ်ကရရတယ်လဲပေါ့အာလက်နက်တွေအခုကောင်းနေပြီ လက်နက်ကြီးတွေအင်အားအရန်ကြီးလာတယ်ဆိုတော့ပေးဟုတ်မလဲငါတို့အဲ့ဒီစစ်ကောင်စီပဲအင်အားကြီးအောင်ကူညီပေးခဲ့တာပဲတခြားတပ်တွေလည်းတော်တော်ကောင်းလာပြီဆိုပြီးမှကျွန်တော်တို့ပြောတာရှိပါတယ်မှန်ပါတယ်သူတို့အလှူတွေတော်တော်များတယ်သူမြန်မြန်ထွက်ပြေးသွားပြီဆိုရင်ကြီးစန်းတဲ့အပုံလိုက်ထားခဲ့တဲ့မဟာမိတ်ပုံစံမျိုးလည်းဖြစ်သွားတာပေါ့အဲ့တော့ကရင်နီဖက်ကမဟာမိတ်တွေပြောတဲ့ဟာကြားဦးတယ်အခင်ဗျားတို့ကြီးတွေတော်တော်များတယ်ဆိုတော့အာမဟုတ်ဘူးပို့ချုပ်ကျွန်တော်တို့ခွေးကြီးနဲ့ပြစ်နေတာဆိုတဲ့ဟာမျိုးပေါ့ ဒီကြားထဲမှာကိုပဲ American ဟာလေ Bangladesh ကိုဖစာ CS ခြေဆိုင်စခန်းကိုအခြေပြုကမြန်မာနိုင်ငံတဲကိုထူးဖော်ဝင်ရလှုပ်ရှားဖို့ AECNF တို့နဲ့လျှက်ဝက်တွဲဆောင်ခဲ့တယ်ဆိုတဲ့သတင်းဟာအိန္ဒိယထောက်လန်းကြီးများထံကိုပေါက်ကြလာခဲ့ပြီးဒါဟာကော်လွန်ဟာလာမဟုတ်ပဲတကယ်အစီအစဉ်မှာဒီကိစ္စအတွက်လည်းအိန္ဒိယဟာရတမအေးဖြစ်နေရပါတယ်ဒီကဘူဆိုတာကတော့အိန္ဒိယထောက်လန်းကြီးတွေဟာတရုတ်နဲ့ AA တို့ရဲ့ဆက်ဆံရေးကိုထိတ်လန့်နေကြကြောင်း ABC ရဲ့သတင်းစာမျက်နှာတစ်ခုမှာဖော်ပြဘူးပါတယ် အရခတတော်ဤအနေနဲ့ကရောအိန္ဒိယအပေါ်မှာဘလူးသဘောထားတယ်နိုင်ငံတကာဆက်ဆံရေးကိုဘလူးမြုပ်ကင်တွင်နေတယ်ဆိုတာဘ ෝජ ူထွန်းမြင့်နိုင်ရဲ့ပြောစကားတချို့ကနေတဆင်ခမ်းမန်းကြည့်ရအောင်စဉ်းစားရတယ်ဆိုရင်ကိုကစัจကြော်လာရဲ့အလေကောင်းပါပဲ။ကပအကြောင်းပြောမယ်ဆိုရင်ကိုကိုဘို့ပြုပြီးစဉ်းစားမှာပဲ။ဆိုတော့တရုတ်အနေနဲ့ မြန်မာနိုင်ငံကိစ္စကိုဘလို့ဘုံဝါဒတွေချမလဲဆိုတော့သူရဲ့အကျိုးစီးပွားကိုဘဟုပြုပြီးမှချမှာပဲ၎င်းဤသို့အိန္ဒိယလည်းဒီလိုပဲအမေရိကလည်းဒီလိုပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အရေးကြီးတာကမြန်မာနိုင်ငံရဲ့ပြည်ထနာကိုဖြည့်ရှင်းဖို့အတွက်မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုဘဟုပြုပြီးမှကိုယ့်ဘာကိုလှုပ်တင်တာကိုလှုပ်ဖို့ဟာကလည်းအရေးကြီးဆုံးပါပဲဒီတရုတ်ကနေအတိမတ်ပြုတ်လာတယ်ဆိုတာကအိန္ဒိယကရောအတိမတ်ပြုတ်တာပဲတခြား အနောက်နိုင်ငံတန်တမန်တွေရောစကမရဲ့အစည်းအဝေးတွေအတွက်ရည်ရွယ်ကောက်ပွဲအတွက်ဗန်ဒန်ငွေတွေလည်းထောက်ပံ့နေတာပဲဆိုတော့ကျွန်တော်တို့ရခိုင်ဒေသလည်းပဲအာရခိုင်ဒေသကအာမဟာပြူဟာမြောက်အရေးပါတယ်လို့ဘလောက်ပဲပြောပြောဘာရင်းနှီးမြှုပ်နှံမှုမှမရှိရင်ဒီဒေသကဆင်းရဲပိတ်လောင်ပြီးမှဒေသတွင်ကလူတွေအလုတ်ကန်ရဖို့အတွက်တရက်ကိုကားအစီးတရာလောက်အလုတ်ရှာမိသားစုတွေပြိုကွဲနေမှာပဲဆိုတော့ကျွန်တော်တို့က ဒီဒေတာရဲ့ဟိုအချက်ချာအနေထားကိုအသုံးပြုဖို့အတွက်ဆိုရင်တရုတ်ကလာမယ်အိန္ဒိယကလာမယ်ဆိုရင်ကျွန်တော်တို့ကဒီတရုတ်အိန္ဒိယဟို reliable guarantor ပေါ့ဘယ်သူတို့အတွက်လဲဒါဒါအမခံချက်ရှိမယ်ကိုယ့်အတွက်လဲဂုံတိတ်ခါရှိရှိနဲ့ဒီဒီရင်းနှီးမြုပ်နှံမှုကပါလာတဲ့အကျိုးစီးပွားတွေကိုကိုယ့်ပြည်သူအတွက်သုံးချနိုင်မယ်ပေါ့ဒါကျွန်တော်တို့ရဲ့စဉ်းစားချက်ဒီလူတွေကလာပြီးမမြုပ်နှံနိုင်ဘူးဆိုရင် ဘသူကလာမလဲဟို UK ကလာမလားဂျပန်ကလာမလားဘူးသူတို့ကစီတူတွေရဲ့အကျိုးနဲ့အရှိတရားကိုမြင်အောင် ကြည့်တဲ့လက်တွေ့ကြတဲ့စဉ်းစားချက်တော့ဖြစ်ဖို့လိုတယ် မြေတူပင်စုစည်းကမူအရခတက်တော်ကြီးဟာစစ်ကောင်စီရဲ့ဖြက်လေးပြက်စစ်စင်ကြီးကိုတံမြန်နိုင်မှုရာအိန္ဒိယကုံသွေးလမ်းကြောင်းကိုမရှိမဖြစ်ကိုလိုအပ်နေပြီးတော့အိန္ဒိယဟာလည်းတရုတ်ကိုတံပြန်နိုင်မှုရာစီးပွားရေးမဟာဗျူဟာဘ ਹੁ ဆုံချက်တလက်ရန်စီမံကိန်းအထွတ်လက်ရှိမြေပင်စုမှုထားနိုင်တဲ့အရခတက်တော်အေးကြီးနဲ့မဖြစ်မနေကိုဆက်ဆံဖို့လိုအပ်နေပါတယ်လက်ရှိအချိန်မှာတော့တရုတ်ကအာနာဇက်ခပထဝီအနေထားရာအလှမ်းဝင်နေတဲ့အရခတက်တော်အေးအပေါ်တည်ရောက်မှုနည်းနေတယ်ဆိုပေမဲ့ ယ်။မကြတော့တဲ့အနာဂတ်မှာရခိုင်တို့အပေါ်ကိုလွှမ်းမိုးလာထိုင်အောင်ဘလူမျိုးခြေနှံ့နေလှမ်းနေပြီလေဆိုတာကိုတော့အထူးဥစီစဉ်အပိုင်း9မှာဆက်လက်တင်ပြပေးသွားပါမယ်။